ရုရှားယူကရိန်းစစ်ရေးဆိုင်ရာဆွေးနွေးမှုလုံးဝအဆင်မပြေဘဲနဲ့စစ်တုံးမှတထောင်စီလွတ်ပေးဖို့သဘောတူတယ်လို့ဆိုပါတယ်။ဒုတိယကမ္ဘာစစ်နောက်ပိုင်းဥရောပမှာလူအသေးပြောက်အများဆုံးစစ်ပွဲကြီးလက်ဖြစ်ပါတယ်။ဒီစစ်ပွဲ၃နှစ်ကျော်ကြာမြင့်လာတဲ့နောက်ဒါဟာတန်တမန်ရေးရသိငယ်တဲ့ခြေလှမ်းတစ်ခုရဲ့အစပြုမှုဖြစ်ပါတယ်။မေ၁၆ရက်နေ့ကအစ္စတန်ဘူမှာလုပ်တဲ့ဆွေးနွေးပွဲကိုရုရှားသမ္မတပူတင်ကကိုယ်တိုင်မတက်ဘဲနဲ့သမ္မတချန်ပီယံတွေဒုဝင်ကြီးတွေပါတဲ့ကိုယ်စားလှယ်ဖွဲ့ကိုဆင်လွတ်ခဲ့တာ ဒါကိုယူကရိန်းကမကျင်နပ်ပါဘူး။ဒါပေမဲ့အပြန်အလှန်ဆိုဘလိုကိုယ်စားလှယ်အဖွဲ့အချုပ်ကိုပဲစေလွတ်ခဲ့ပြီးတော့ဆွေးနွေးခဲ့ပါတယ်။တမရအဆင့်တော့မတက်တော့ပါဘူး။နောက်ပြီးတော့ဒီအစ္စတန်ဘူမြို့ရဲ့ False Forest ကန်ဂျင်မှာရှိတဲ့ရဲတပ်ကြီးမှာနှစ်ဖက်တွေ့ဆုံခဲ့တာလို့တူရကီဆိုရကထုတ်ပြန်ပါတယ်။အဲ့ဒီစနဘဖြစ်မြောက်စေဖို့တူရကီနဲ့အမေရိကန်ကကမာကထပြုပြီးတိုက်တွန်းခဲ့တာပါစနဘမှာနှစ်ဖက်ကြားလက်ဆွဲနှုတ်ဆက်တာလည်းမရှိသလိုယူကရိန်းကိုလည်းဖျက်ထောက်ဝက်လောက်ဟာ စုဝေစုံလို့ဝတ်ထားပါတယ်။ဒါဟာတင်းမာတဲ့သဘောထားလို့ရုရှားဘက်ကယူဆပါတယ်။တူရကီနိုင်ငံဂျာအိုင်ဝန်ကြီးကနှစ်ဖက်ကိုယ်စားလှယ်ဖွဲ့ကိုရွေးချယ်စရာလမ်းလည်းခွင့်ရှိကြောင်းတစ်ခုကငြိမ်းချမ်းရင်နောက်တစ်ခုက ပိုများတဲ့သိကျိပျက်စီးမှုဆိုပြီးနှစ်ခုပေးထားပါတယ်။အပြည့်အလဲစုလို့ဘက်ကနှစ်နာရီမပြည့်ခင်ပြီးဆုံးသွားပါတယ်။နှစ်ဖက်ကြားကကြီးမားဆုံးသဘောထားကိုလက်မှုတွေလက်ထပ်ပေါ်ခဲ့ပါတယ်။ ရုရှားဘက်ကဘာလို့တောင်းဆိုလဲဆိုတော့အစ်စ်ထက်တိုးထားတဲ့လက်ခံနိုင်ကြလုံးဝမရှိတဲ့တောင်းဆိုမှုတွေအစိုးပြုတ်ခဲ့တယ်လို့ယူကရိန်းမှာပါတဲ့အရာရှိသူကပြောပါလေ။အဲဒီထဲမှာယူကရိန်းတပ်တွေဟာပြစ်ခတ်ရစဲသဘောတူညီမှုရောင်းနိုင်ဖို့အတွက်ကိုယ်နိုင်ငံပိုင်နဲ့ရဲ့ကြီးမားကျေပြန့်တဲ့အစိပ်ပိုင်းကနေဆုတ်ခွာပေးရမယ်ဆိုတဲ့အချက်တွေပါပါတယ်။မျောလင့်ထားတဲ့တိုင်းဆွေးနွေးပွဲဟာအပြစ်ရသဘောတူညီမှုဖြစ်မြောက်ဖို့ထင်သာမြင်သာတိုးတက်မှုမရှိပဲပြီးဆုံးခဲ့ပါတယ်။ဒါပေမဲ့ စစ်ကာလာတွင်မှဖန်ဆီးထားတဲ့စစ်တုံးမှတစ်ထောင်စီကိုအပြန်အလှန်ဆေးလွတ်ပေးဖို့နိုင်ငံလုံးကသဘောတူပါတယ်။ခက်ခဲတဲ့တိနစ်တာရဲ့အစိုးသက်မှာတော့အတော်ကောင်းမွန်တဲ့ပုံစံတစ်ခုနဲ့ဆုံးသက်ခဲ့တယ်လို့ပြောရမှာဖြစ်ကြောင်းယူကရိန်းနိုင်ငံရဲ့ဝန်ကြီးကတော့ပြောပါတယ်။ဒီလိုပြန်လည်တုံးမဲနစ်ကိုပြန်လွှတ်တာကသူတို့နောက်ကသာမိသားစုတွေအတွက်တော့အကောင်းဆုံးသတင်းတစ်ခုပါလို့ဆိုပါတယ်။စစ်တုံးမဲလေးလေးမှာမကြောက်ခင်မှာကောင်းထဲပေါ်နယ်လေးပဲလို့ယူကရိန်းကဝယ်ဝင်ဂျီရူစတာမော်ရော့ကဆိုပါတယ် ရုရှားနဲ့ယူကရိန်းတို့ဟာအရင်ကတုံ့ပြန်ချက်လဲပူပေမဲ့ခုနောက်တော့အရေးအတွက်မများပါဘူးရုရှားဥမာနောက်ကနှစ်နိုင်ငံကြားဆွေးနွေးမှုတွေရဲ့နောက်တစ်ဆင့်သမရာချင်းတွေ့ဆုံတာမျိုးလည်းဖြစ်တဲ့ကြောင်းပြောပါလေယူကရိန်းဘက်ကအဲ့ဒီတောင်းဆိုမှုကိုဖတ်သားထားပါမယ်လို့ရုရှားကလည်းဖွဲ့ကိုဦးဆောင်တဲ့သမရာချမ်ပီဗလာဒီမာမီဒီစကီက တုံ့ပြန်ပါလေမီဒီစကီကဆွေးနွေးမှုတွေနဲ့ပတ်သက်လို့ရုရှားဘက်ကကျင့်တတ်ပါတယ်လို့ပြောပါတယ်နောက်ထပ်ဆွေးနွေးပွဲတွေအတွက်လမ်းဖွင့်ထားကြောင်းလည်းပြောသွားပါတယ် မေရိကသမ္မတခံကတော့တူနာရုရှားသမ္မတပူတင်တို့ကြားဒိုင်းရိုက်စကားမပြောမချင်းဒီစစ်ပွဲရဆိုင်ကိစ္စခီးရောက်နိုင်ခြင်းမရှိဘူးလို့မှတ်ချက်ပေးထားပါတယ်ရုရှားဘက်ကလည်းအမေရိကန်နဲ့စကားပြောတဲ့ကြောင်းတီးပြုတ်ပေမဲ့ထိပ်သီးဆွေးနွေးပွဲတစ်ခုဖြစ်မြောက်ဖို့ဆိုတာကအချိန်လိုအပ်တယ်ပြင်ဆင်ရမှာလည်းအများကြီးလို့ဆိုပါတယ်ကူတင်နဲ့ထရန့်တို့တွေ့ဆုံပွဲဖြစ်မလားဘယ်အချိန်ဘယ်နေရာမှာတွေ့ဖြစ်မလဲဆိုတာတွေကဘာမှမသိကြသေးပါဘူး တကယ်လို့တွေ့ဖြစ်ရင်လည်းယူကရိန်းသမ္မတဆီလန်စကီကိုဖိတ်ကြားပွဲမရှိဘူးလို့သိရပါတယ်။